မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရခိုင်ကမျိုးလီမျိုးကိုစကမကအေအေထန်တောင်းနေလို့သတင်းထွက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရခိုင်ပြည်ထဲကအာရကတက်တော့အေအေသိမ့်ပိုက်အုပ်ချုပ်နေတဲ့မျိုးတွေအနက်လီမျိုးကိုစစ်ကော်မရှင်ကအေအေထန်ပြန်တောင်းထားတယ်လို့သတင်းတွေထွက်ပေါ်နေတာပါစစ်ကော်မရှင်ပြန်တောင်းထားတဲ့မျိုးလီမျိုးကတော့အန်သန်တွဲတောင်းကုန်းနဲ့ခွားမျိုးတို့ဖြစ်နိုင်ပြီးတရုတ်ကနေတဆင့်အဲ့ဒီမျိုးလီမျိုးကိုတောင်းထားတာဖြစ်တယ်လို့ ကြာရကြောင်းပအိုအမျိုးသားလွတ်မြောက်ရေးဖွဲ့ချုပ်ဥက္ကဋ္ဌဘိုမူကြီးခွန်ဥက္ကာကအရက်ကတိုင်းကိုပြောပါတယ်တရုတ်ကတဆင့်တောင်းနေလို့ကြားရပေအဲ့ဒါကတော့ကျွန်တော်တို့ဘာသတင်းမှတော့မရဘူးတခြားပြောတာကတော့ဒီဘက်နေဆက်မျိုးတွေလို့ပြောတယ်အန်တို့ဂွားတို့တောင်ကုတ်တို့လေးမျိုးလို့ပြောတယ်တန်တွဲအန်ကွတောင်ကုတ်ဖြစ်နေတာပုံအလဲပိုင်းမှာရွေးကောက်ပွဲတွေဘာတွေလုပ်ရင်နင်းနေအနောက်ရှက်မရှိအောင်ခြံစည်းရုပ်ကတဲ့သဘောပုံအဲ့ဒီလေးမျိုးကိုပြန်သိမ်းနိုင်တယ်ဆိုရင်ခြံစည်းရုပ်ကပြီးတော့တခြားနေရာတွေမှာအေအေကအကန့်အသတ်နဲ့ထားလိုက်တဲ့သဘောပုံ ဒါပေမဲ့ချက်ချင်းတော့မဖြစ်နိုင်သေးပါဘူး။နိုင်ငံရေးအပေးအယူမရှိဘဲနဲ့တော့ဒါရီကဖြစ်လာဖို့မလွယ်သေးပါဘူးလို့သူကပြောပါတယ်။စေကော်မရှင်ရဲ့ရွေးကောက်ပွဲကျင်းပဖြစ်တဲ့မြို့နယ်တွေထုတ်ပြန်ညင်ညာမှုမှာလက်ရှိအရကတက်တော်ထိန်းထုတ်ထားတဲ့နေမြေတွေဖြစ်တဲ့ပလဝပါဝင်15မြို့နယ်ရှိတဲ့အထက်ဆက်တက်မြို့နယ်သာပါဝင်ပြီးကျန်လေးမြို့နယ်မပါဝင်ပါဘူး။ရခိုင်ပြည်ရဲ့ရွေးကောက်ပွဲမလုပ်နိုင်တဲ့မြို့နယ်တွေကတော့အရကတက်တော် AA ထိန်းထုတ်ထားတဲ့ရှမ်းပြည်ပေါက်တော်ပုံနာကျွန်ရသေးတောင်ဘူးသီးတောင်မောင်တော်ကြောက်တော်မင်းပြမြေပုံမြောက်ဦးမြို့နယ်တို့အပြင် ပလဝမျိုးနယ်တို့ဖြစ်ကြပါတယ်။ဒါပေမဲ့အန်တောင်ကုတ်တန်တွဲနဲ့ခွားမျိုးတို့မပါဝင်တာကြောင့်အရကတက်တော်သိမ့်ပိုက်ထားတဲ့မျိုးနယ်၁၁ခုမှာရွေးကောက်ပွဲမကျင်းပဘူးလို့ကြေညာတာဖြစ်တဲ့အတွက်ကြံမျိုးနယ်၄ခုမှာကျင်းပမယ်ဆိုတဲ့သဘောမျိုးဖြစ်နေပါတယ်။ဆလဘီတရုတ်ကိုကြောက်သည့်စစ်ကော်မရှင်ကကြားဖြတ်ကိစ္စထိုင်းကိုပါအပြစ်တင်လွှဲချတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်မြန်မာထိုင်းနယ်စပ်ရှိကြားဖြတ်ခအွန်လိုင်းငွေလိမ်ကိုင်းများနှင့်အဓိကပတ်သက်နေသည့်အာနာသိန်းစစ်ကော်မရှင်က၎င်းတို့လုပ်ရက်ကိုဖုံးကွယ်၍ ကရင်အမျိုးသားအစည်းအရုံး KNU အပြင်ထိုင်းနိုင်ငံကိုပါအဖြစ်တင်လွှဲချလာကြောင်းသိရပါတယ်။စစ်ကောမရှင်သည်မကြသေးမီကမြဝတီမေထော်တလေးရှိကြားဖြန့်ခိုင်း KK ဘတ်နေမျိုးကိုဝင်ရောက်ခါအဆောက်အုံများဖြိုချဖျက်ဆီးရှင်းလင်းပြခဲ့ပြီးထိုင်းနိုင်ငံကြောင့်ယခုကိစ္စဖြစ်ပေါ်လာရကြောင်းဆွဆွဲပြောဆိုထုတ်ပြန်လျက်ရှိပါတယ်။အဆောက်အုံအတွက်လိုအပ်တဲ့မီဆက်အင်တာနက်စတာလင်ဆက်လူသုံးကုန်ပစ္စည်းစတာတွေကို ထိုင်းကုန်သည်တွေက တရားမဝင်လမ်းကြောင်းကနေထောက်ပံ့တာနဲ့ရောင်းချတာတွေပြုလုပ်နေပါတယ်ဟုစစ်ကော်မရှင်က၎င်းတို့၏ဝါဒဖြန့်သတင်းစာမှတဆင့်ဆိုထားပါတယ်။ရှင်းအပြင် KK ပတ်နေမြေရှိ online လောင်းကစားလိမ်လည်မှုနဲ့ဒုစရိုက်မှုများကျူးလွန်သူများသည်ထိုင်းနိုင်ငံမှာတဆင့်ခံ၍နေဆက်ဖြတ်ကျော်ရောက်ရှိလာခြင်းဖြစ်ကောင်း90ရာခိုင်နှုန်းကျော်ရှိပြီး၎င်းတို့ကိုဖမ်းဆီးစစ်ဆေးနေကြောင်းဖော်ပြထားပါတယ်။အဆိုပါဖမ်းဆီးဖြိုချဖျက်ဆီးမှုများသည် စတာလင်တုံ့၍ငွေလိမ်ကိုင်းပြန်ကြီးထွားလာမှုအပေါ်တရုတ်အစိုးရအပြင် အမေရိကန်ကွန်ဂရက်ကပါစုံစမ်းစစ်ဆေးသွားမည်ဆိုသောသတင်းများထွက်ပေါ်လာပြီးနောက်ရက်စိတ်စိတ်လှုပ်လာခြင်းဖြစ်ပါသည်။ထို့ပြင်ထိုင်းအစိုးရကဖမ်းဆီးထားသည့်နိုင်ငံတကာရာဇဝတ်တရက်ခံဖြစ်သူရွှေကုတ်ကိုကြားဖြန့်ခေါင်းဆောင်ရှီကြီးကျန့်ကိုတရုတ်နိုင်ငံသို့တွဲပြောင်းပေးမည်ကိစ္စသည်လည်းစစ်ကောင်စီအတွက်အကြက်ရိုက်စေကြောင်းလေးလာသူတို့ကထောက်ပြပါသည်။ ရင်းအခြေအနေများကြောင့်တရုတ်အစိုးရ၏တုံ့ပြန်လာမှုကိုစိုးရိမ်ကြောက်လန့်၍၎င်းတို့အတွက်အရေးမပါသောပြည်ပနိုင်ငံသားများနှင့်အဆောက်အုံများအားအယောင်ပြလုပ်ပြနေခြင်းမျိုးဖြစ်သည်ဟုဒေသခံများ၏ပြောပြချက်အရသိရပါသည်စစ်ကောမရှင်ကမူကြားဖြန့်ခိုင် KK ပတ်နေမည်ကို၎င်းတို့အနေဖြင့်တရုတ်ဝင်ခွင့်ပြုထားခြင်းမရှိသလို KNU ခေါင်းဆောင်များမှပါဝင်ပတ်သက်ခါငွေကြေးရယူ၍လောက်ကင်နေခြင်းဖြစ်ပြီးလက်ရှိတွင် သုံးသုံးဆောင်ရှိနေကြောင်းဆွဆွဲပြောဆိုထားပါသည် သို့သောလက်ရှိတွင် KK ဘက်အပါအဝင် နေဆက်ဒေသကြားဖြန့်ခိုင်းများကိုစစ်ကောမရှင်နှင့်၎င်းလက်အောက်ခံခရီးနေကြားစောင့်တက် PGF တို့ကတရုတ်နိုင်ငံသားများနဲ့အတူပူးပေါင်းလှုပ်ကိုင်နေပြီးနိုင်ငံအသီးသီးအားလိမ့်လည်နေကြောင်းသိရပါတယ်။ဆက်လက်ပြီးစစ်မှုထမ်းဥပဒေဖြင့်အရမခေါ်ယူထားသူများကိုယာရုအဆင့်တိုးပေးကငါးနှစ်အထိစစ်မှုထမ်းရန်စစ်ကောမရှင်စီယုံနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ပြည်သူစစ်မှုထမ်းဥပဒေဖြင့်တင်နန်းပေးပြီးခေါ်ဆောင်လာသည့်တင်နန်းသားတင်များကိုယာရုအစ်စ်များတိုးပေးကာ၅နှစ်ပြည့်အောင်စစ်မှုထမ်းရန်စစ်ကော်မရှင်ကစည်းရုံးနေကြောင်းသိရပါသည်။စစ်မှုထမ်းအမှတ်စဉ်တင်နန်းသားတင်များကိုမန္တလေးနန်းတွင်းရှိ ထောက်ပံ့နှင့်ပို့ဆောင်ရေးတရင်ထပရ121တွင်ယာရုအစ်စ်များတိုးပေးပြီးရေရှည်စစ်မှုထမ်းခိုင်းရန်စစ်ကော်မရှင်ကကြိုးပမ်းနေခြင်းဖြစ်ပါသည်။တင်နန်းသားတွေကိုအရစ်တွေတက်ပေးထားပြီးတော့စစ်မတိုက်ဖဲတက်ထဲမှာယာတူးမြန်မြန်ရမယ်လို့ထင်အောင်စီယုံရေးစင်ထားတယ် စစ်တပ်အင်အားပြည့်ဖို့တပ်အရာရှိတွေကနှီးမျိုးစုံတုံစီယုံလာတွေလှုပ်လာတယ်။ရှာဒူးအစင်လိုက်ရရှိရေးဆိုတာတပ်ကတရားဝင်ထုတ်ပြန်ထားပြီးသားပါ။တင်နန်းသားတစ်တွေကိုမလုံးပေးအစစ်နဲ့တပ်သေးကိုခေါ်သွင်းနေခြင်းဖြစ်ပါတယ်ဟုတပ်သတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။ထောက်ပို့တပ်တွင်တာဝန်ထမ်းဆောင်ရမည်ဖြစ်သောကြောင့်စစ်မတရဘူးဆိုတဲ့အကြောင်းပြချက်နဲ့စစ်မှုထမ်းတပ်သားတင်များကိုရေရှည်စစ်မှုထမ်းရန်စစ်ကော်မရှင်ကစီယုံနေတော်လဲလက်ရှိအခြေအနေနဲ့ကွဲပြားလျက်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီတွင်စေကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အမိန့်ဖြင့်ပြဋ္ဌာန်းလာသည့်စင်မိုတန်ဥပဒေဖြင့်လူငယ်များကိုဖိအားပေးခေါ်ဆောင်၍စင်မိုတန်တင်နန်းပေးခဲ့ရာယခုဆိုလျင်အဖက်စင်ဆက်ရှိအထိရောက်လာပြီဖြစ်ပါသည်။စင်မိုတန်တင်နန်းမှတင်နန်းဆင်းလာသည့်တပ်သားတင်များကိုစစ်ကော်မရှင်ကစစ်ရေးပြင်းထန်သည့်ရခိုင်ကချင်းနှင့်စကိုင်းတိုင်းမန္တလေးတိုင်းအေယာဝတီတိုင်းအတွင်ရှိရှေးတိုင်းစစ်မျက်နှာပြင်များသို့အတင်းအကျပ်ပို့ဆောင်ထားကြောင်းသိရပါသည်။ ရှမ်းမြောက်အပြည့်ရဲ့ဆဲရီမတိုင်ခင်ကလည်းနောင်ချိုရှိတောင်ခံကြောင်မဲနှင့်တီဘောတိုက်ပွဲများတွင်စစ်မှုတန်းတပ်သားတင်များကိုပို့ဆောင်၍ရှေးတန်းတွင်စစ်မှုထမ်းခိုင်းခဲ့ပါသည်စစ်ကော်မရှင်ကတင်တန်းသားတင်များကိုတိုက်ခိုက်ရေးတပ်ရင်မဟုတ်သည့်ထောက်ပို့တပ်များတွင်တာဝန်ထမ်းခိုင်းပြီးရေရှည်စစ်မှုထမ်းရန်စီယုံထားတော်လဲလက်တွေ့တွင်စစ်ကော်မရှင်၏ကာကွယ်ရေးပစ္စည်းစက်ရုံကပါစာနှင့်စစ်အင်ဂျင်နီယာတပ်များမှတိုက်ခိုက်ရေးတာဝန်များကိုထမ်းဆောင်နေရကြောင်းသိရပါသည်ပဲခူးတိုင်းအတွင်းရှိကာကွယ်ရေးပစ္စည်းစက်ရုံကပါစာ6ကပါစာ76 မကွေးတိုင်းအတွင်းရှိကပ္ပဆ၁၄တို့တွင်တိုက်ပွဲများနှီးကပ်ပြင်းထန်နေသည့်အတွက်ကပ္ပဆတပ်သားများပါရှေ့တန်းတိုက်ခိုက်ရေးတာဝန်များကိုလှုပ်ဆောင်နေရကြောင်းတပ်သတင်းရင်းမြစ်ထံမှသိရပါသည်။ဆလဘီစစ်ကောမရှင်ကပြည်သူများတပိမှမှုကိုတံပြန်ရန်ရှိရွေ၍နိုင်ငံရေးအကျဉ်းချခဲ့မှုသည့်နမည်ကျော်များကိုရွေးကောက်ပွဲဝါရဖြတ်ရုပ်တံတွေထုတ်သုံးလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။တနိုင်ငံလုံးအတိုင်းအတာဖြင့်စစ်ကောမရှင်လက်အောက်မှအမှုပညာရှင်များကိုပိုရီကော့တပိမှောက်ခြင်း အရှိန်မြင့်လာချိန်တွင်စစ်ကော်မရှင်ကနိုင်ငံရေးပုံမှန်များဖြင့်အကျဉ်းချခံခဲ့ရမှုသည်အမှုပညာရှင်များဖြင့်ရက်ကူထားသည့်ရွေးကောက်ပွဲဘွာရာဖြန့်ရုပ်တံများကိုပါထုတ်လွှင့်လျက်ရှိပါသည်စစ်ကော်မရှင်သည်၎င်းတို့အာဏာသိမ်းသည့်ကိုစန့်ချိန်တွင်နိုင်ငံတော်အကြီးအကျယ်ပြက်စီမှုကဲ့သို့ပုံမှန်များဖြင့်ထောင်ချခဲ့သည့်အမှုပညာရှင်များကိုပါရွေးကောက်ပွဲတွင်ပါဝင်သင့်ချောင်းဘွာရာဖြန့်ရုပ်တံများတွင်ရက်ကူစီခြင်းဖြင့်ပြည်သူလူထုကြားတွင်အားကောင်းနေသည့်သပိတ်မှောက်ခြင်းလုပ်ငန်းစဉ်များကိုနောက်နေစီရန်လှုံ့ဆော်လာပါသည် ရှမန်နီနိုဝင်ဘာ17ရက်နေ့ညပိုင်းကထုတ်လွှင့်ခဲ့တဲ့ရွေးကောက်ပွဲအတူအတွဲဝါရဖြတ်ရုပ်တံတွင်ပြည်တီဦးအိနာကျော်စင်တင်စာဝင့်ကျော်ဖွေဖွေဆိုင်ဆိုင်ခန့်လိုက်ဖွေမုံရွှေရင်တဲစုငိန်ရုံးဝတီလွင်မုံရွှေမုံရတီထွေအိနာပေါ်ခိုင်တင်းကြီးအလင်းရောင်ထွန်းထွန်းအောင်ရင်လင်းစသည့်နာမည်ကျော်အမှုပညာရှင်များအပါအဝင်မင်းသားမင်းသမီးအများအပြားပါဝင်ခဲ့ပြီးရွေးကောက်ပွဲကိုမဲပေးရန်ပြောဆိုခဲ့ကြပါတယ်ဒီပေါ်မှာပြောရရင်စစ်တပ်ဖိအားပေးလို့ရိုက်ရတယ်ဆိုတဲ့ကိစ္စကိုအရင်ပြောရမယ်ပေါ့ စစ်တပ်ကဖမ်းမဆီးမမှုလို့ရိုက်ရတယ်ဆိုတဲ့ပုံစံဖြစ်အောင်စစ်တပ်ကပဲဖမ်းတီးထားတယ်ဆိုတာမြင်ကြဖို့လိုတယ်စစ်တပ်ကဖိအားမပေးပဲရိုက်ချင်လို့ကိုဝင်ရိုက်ပေးတဲ့သူတွေလည်းရှိနေမှာပဲဆိုတော့ BC တပိတ်မှောက်เสียရရှိတာဆက်ပြီး BC လုံးမယ်ဘသူဘဝကဘလို့ရက်တီချက်ဆိုတာအချိန်တိုင်ရင်အဖြစ်ထွက်ကြမှာပဲဗျဟုပိုရီကော်ကိစ္စရညာကိုဒီဇိုင်းမမတ် တိုက်တွန်းနေသည့် FNCC Farmer Fat Check Community အဖွဲ့ကသတင်းဌာနကိုပြောပါရစေ။စစ်ကော်မရှင်လက်အောက်ခံပြန်ကြားရေးဝန်ကြီးဌာနပြည်သူ့ဆက်ဆက်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးအေးကျွဲသည်ပြီးခဲ့တဲ့အောက်တိုဘာ30ရက်နေ့ကနိုင်ငံရေးအကျဉ်းသားဟောင်းအမှုပညာရှင်များကိုပါခေါ်ယူ၍ရွေးကောက်ပွဲနှင့်ပတ်သက်သည့်ဝါဒဖြန့်ကမ်ပိန်းဗီဒီယိုရိုက်ကူးရန်ချင်းချောက်ညွှန်ကြားလာခဲ့ပါသည်။လက်ရှိတွင်စစ်ကော်မရှင်ယခုကဲ့သို့ဖိအားပေးချင်းချောက်ရိုက်ကူးခိုင်းမှုများကြောင့်အများပြည်သူများအကြားပိုရီကောတပိမ့်မောက်ခြင်းနှင့် social punishment လူမှုရေးပြစ်ဒဏ်ပြုလုပ်ခြင်းတို့အတွက်ဝေဝါမှုများဖြစ်ပေါ်လျက်ရှိကြောင်းသိရပါသည်။လူလူနဲ့တကယ်ယက်တီခဲ့ကြသူတွေကအချိန်တန်ရင်သမိုင်းထဲမှာပြန်ရှင်းလို့ရတာပဲလေဗျာ။ စေုပ်စုအုပ်ချုပ်မှုအောက်မှနေရင်စေုပ်စုကိုကြောက်နေရမှာပဲဒါတွေဖြစ်လာမှာပဲဆိုတော့အမှုပညာရှင်တွေကိုယ်တိုင်ကကောင်းကောင်းသိပြီးသားပါလောလောဆယ်တော့စေုပ်စုရဲ့ရွေးကောက်ပွဲကိုကျင်ညာပေးတာဖြစ်တဲ့အတွက်ကျင်ညာပေးတဲ့သူတိုင်းကတော့ social punishment စရင်ဝင်သွားမယ် FNCC အဖွဲ့မှဆက်လက်ပြောဆိုပါတယ်စစ်ကောမရှင်သည်ပြီးခဲ့တဲ့နိုဝင်ဘာ၁၀ရက်နေ့ကလည်းအောင်လဟန်ဒီတာနီနီခင်စော်ရဲရင်အောင်ဖိုးကချမ်းမြေမောင်ချိုမေလာတန်စင်အောင်ထက်ဖြိုးမြတ်အောင အေးမြဖြူလိမ္မော်တီစသည့်အဆိုတော်များပါဝင်သည့်ရွေးကောက်ပွဲဝါရဖြတ်ရုပ်တံကိုထုတ်လွှင့်ခဲ့ပါသေးတယ်။တရုတ်ဆောင်နေတိုးနေဝင်မြင့်မြတ်အေးချမ်းမောင်ချူလီမင်းမြင့်မို့တို့ပါဝင်သည့်စစ်ကော်မရှင်၏ခေတ္တပိုင်းကိုထုံးဆိုင်မိသူများအမိရရွေးကောက်ပွဲဝါရဖြတ်ဇလန်းချောင်းပြည်သူများအကြားပိုရီကော့ပြုလုပ်ခြင်းများအရှိန်မြင့်တက်ခဲ့ပြီးအမှုပညာရှင်အများအပြားအထင်အခဲရကမြန်မာနိုင်ငံသားအများအပြားရှိနေသည့်ထိုင်းနိုင်ငံအတွင်းတွင်ပင်၎င်းတို့နှင့်ပတ်သက်ဆက်နွယ်သည့်အမှုပညာလုပ်ငန်းအများအပြားရပ်တန့်ခံခဲ့ရပါသည် ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရွှေလန်းချမ်းမြေကြပါစေရှင်